ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ညောက်ပေးတယ်မယ်ကျောင်းလာတော့မြန်မာနိုင်ငံရဲ့ပတ်သက်တဲ့ဒါသတင်းတချို့ဒါကျွန်တော်အနေနဲ့ဒါညောက်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံရဲ့ပတ်သက်တဲ့သတင်းဆိုရတယ်ပေါ့လေဒါရှမ်းမြောက်ဒေသမှာလက်နက်ကန်အဖွဲ့အစည်းတွေထားမှာပေါ့လေဒါနေနေပြဿနာနဲ့ပတ်သက်တဲ့သတင်းဆိုလို့ရင်ပို့ပြီးတော့မှန်ပါလိမ့်မယ်အဲ့တော့ဒီလက်ရှိမြန်မာနိုင်ငံရဲ့ဒါအခြေအနေကိုတော့ကြည့်မယ်ဆိုလို့ရှိရင်နိုင်ငံရဲ့ပြဿနာကိုပေါ့လေနိုင်ငံရဲ့ဒီနဲ့ဖြစ်ရှင်းခဲ့တဲ့ပြဿနာလက်ရှိမြန်မာနိုင်ငံမှာအနှံ့ပြောင်းပါပေါ့လေလက်နက်ကန်ပြပခတွေပို့ပြီးတော့ခြေပြက်လာတဲ့အကြောင်းဖြစ်ပါ ဲ့တော့လက်နက်ကိုင်ပဋိပက္ခရေပို့ပြီးတော့ဒါခြေပြက်လာရတဲ့ဒါဂျိုဆက်ကပေါ့လေဒါဘာဖြစ်လာသလဲဆိုလို့ရှိရင်တော့ဒီလက်ရှိဒီမြန်မာနိုင်ငံမှာပေါ့လေဒါဒေသခံပြည်သူတွေတွေကြမှာဒါဒီစိုးရိမ်မှုတွေမြင့်တက်လာတယ်ပြီးတော့လူ့အခွင့်အရေးကဆွန့်ရှုံးလာတယ်ပေါ့အဲ့တော့နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်တော့ဒါဒီမိုကရေစီပေါင်းဒါကျင်းလာပြီးတော့ဒါစစ်ပေါင်းခြေပြက်လာတယ်ပေါ့အဲ့တော့ဒီစစ်ပေါင်းခြေပြက်လာတဲ့အများဒီဒီစစ်ဝါတွေပေါ့လေဒါလက်ခံထားတယ်ဒါလက်နက်ကိုင်ဖွဲ့တယ်နည်းအဲ့သူ့နေမြေကိုနေမြေဆိုပြီးတော့နေမြေတွေကိုဒါဒီအပိုင်သိမ့်ဖို့ အပိုင်စားဖို့ပေါ့လေဒါကျိုးပန်းလာရတယ်တွေ့ရတယ်အဲ့တော့ဒီနည်းနည်းလေးကိုဒါဒီအပိုင်သိမ့်ဖို့ပေါ့လေဒါကျိုးပန်းလာရင်ရနေပြီးတော့ဒါဒီအချင်းချင်းပေါ့လေဒါဆိုအဖွဲ့အစည်းတွေကြာမှာဒါပြိပခါတွေဒါငင်းပွားမှုတွေဒါစတိုက်စလို့ဒါဖြစ်ပွားနေရတော့လေဒါတွေ့ရဖြစ်ပါတယ်အဲ့တော့ဒီလက်ရှိပေါ့လေဒါရှမ်းမြောက်ဒေသဟိုဒါကြည့်မယ်ဆိုလို့ရှိရင်လေဒါ SSPB ဒါ SSA နဲ့ဒါ TNN တွေကြာမှာဒါဒီနည်းနည်းပြိပခါပေါ့လေဒါငင်းပွားမှုတွေဖြစ်တယ်ပြီးတော့ဒါ TNN နဲ့ကြင်ကြာမှာလဲဒါထုံးလူစားပဲဒါ ဒီအငင်းပွားမှုပြဿနာတွေဖြစ်ကြရပါဘူး။ပြီးတော့ဒီ KNA နဲ့ဒါ MMA ကြီးချာမှာဖြစ်တယ်။ပြီးတော့ MNDA နဲ့ SSPB SSC ကြီးချာမှာလည်းဒါဒီငင်းမေလူတဲ့ပြဿနာတွေပေါ့လေ။ဒါတွေကဒါ status ဆိုတာဖြစ်နေတာဖြစ်ပါတယ်။အဲ့တော့ဒါသူတို့တွေအနေနဲ့ဒါ blockchain တောင်တာဆိုးလာလို့ဆိုလို့ရှိရင်တော့ဒါဒီငင်းမေလူတဲ့ပြဿနာကိုပေါ့လေ။ဒါလည်းနဲ့ဖြေရှင်းရတဲ့အဆင့်အထိကိုဒါရောက်လာပြီဖြစ်ပါတယ်။အဲ့တော့ဒီအငင်းပွားမှုတွေကိုဒါကြည့်မယ်ဆိုလို့ရှိရင်ဒါဒီ Shamrock Juju စစခဲ့တယ်ပေါ့လေ။2023ခုနှစ်ကနေစပြီးတော့အခုဒီ2025ခုနှစ်အထိဒါပို့ပြီးတော့ဒါ မြင့်မားလာတာကိုလည်းဒါတွေ့ရတယ်ပေါ့လေပြီးတော့ဒီ KNN နဲ့ဒါ TNN တွေကတော့ဒါဒီနေ့ပေါ့လေဒါဇန်နဝါရီလမှာနတ်ဘက်ကဒါမုံဝီနတ်အွန်ဒါပန်ခါလေးဒေတာဘက်မှာဒါနေ့နေ့အငင်းပွားရနေပြီးတော့ပေါ့လေဒါအပြန်လန်ဒါထိုးကျမှုတွေဒီပေါ့ဒါဖြစ်ခဲ့ကြတယ်ဆိုတော့ဒီဖေဖော်ဝါရီလမှာဆိုလို့ရှိရင်လည်းဒါရှမ်းမြောက်ဘက်မှာပဲဒါ TNN တွေကဒါ KNO ရဲ့ဒါတိုက်နေရုံနှယုံဒါကိစ္စခန်း၄ခုနဲ့ဒါပြည်သူ့စစ်စခန်းတွေကိုဒါအင်အားအလုံးအရန်နဲ့ဒါသိမ်းယူခဲ့ရတယ်ဖြစ်ပါတယ်နောက်ပြီးတော့ဒီအဲရှမ်းမြောက်မှာပဲဒါမန်တုံမြို့နယ်ဒါ မမောက်ကျေးရွာရောက်နေတဲ့အခါ KNY အဖွဲ့ဝင်160တော်လေ TNN တွေအဖွဲ့ရပေါ့လေဒါအင်အား400လောက်နဲ့ဝမ်းရဲခဲ့တဲ့ဖြစ်စဉ်လေဖြစ်ခဲ့တယ်ပေါ့လေပြီးတော့ဒီ KNY နဲ့ဒါ MNDA တို့ကပေါ့လေဒါ match လ9ရက်နေ့မှာဒါကုတ်ခိုင်မြို့နယ်မုံစည်းကျေးရွာအုပ်စုပင်ခန့်ရွာအထိမှာရှိတယ်ဒီနတ်လန်ချောင်းမှာပေါ့လေဒါရွှေတွင်းရနေပြီးတော့ထုံးစံတိုင်းဒါရန်ဖြစ်ကြတယ်ပေါ့လေဆိုတော့အဲ့ချိန်မှာဒီ MND ရပေါ့လေဒါတစ်လိုက်တော့ဒါ KNY နှစ်ဦးအပါဝင်ဒါဒေသခံ၄ဦးဒါတည်ဆုံရတာဖြစ်စဉ်လေဒါဖြစ်ခဲ့တယ်ပေါ့လေ နောက်ပြီးတော့ဒီ April 26ရက်နေ့မှာလည်းဒါဒီ MNDA ရပေါ့လေနောက်ဖက်ကဒီ Joanna မှာရှိတယ်ဒါ KNY ရဲ့ဒါစစ်စစ်ဒီ gate ကိုပေါ့လေရောက်တဲ့အချိန်မှာလည်းဒါဒီ MNDA နဲ့ဒါ KNY ဒါဒီမြေပြဿနာပဲဒါစကားများညာတက်ကြတယ်ပေါ့လေပြီးတော့ဒါဒီ April 29မှာဆိုလို့ရှိရင်လည်းဒါဒီ MNDA နဲ့ဒါ KNL ကဒါစကားများညာတက်ကြတယ်ပေါ့အဲ့တော့ဒီတစ်ဖြစ်ဖြစ်နေပေါ်လေဒါရှမ်းမြောက်ဒေသမှာဒါဒီလက်နက်ကအဖွဲ့အစည်းတွေကြောင်းပါပေါ့လေဒါနေမြေပြဿနာဆက်တိုက်ဆိုလို့ဒါပို့ပြီးတော့ဒါမျက်မှန်လာပြရတယ်ပေါ့လေအဲ့တော့ ဒီရှမ်းမြောက်ဒေသကပေါ့လေဒါလူမျိုးဘောင်းစုံဒါလက်နက်ကန်အဖွဲ့ဘောင်းစုံကပါဝင်နေတယ်ဒါပြိပခအတွင်တစ်ခုကိုဒါကူးပြောင်းနေပြီလားလို့ဒါမျိုးဝန်ထောက်မှာဖြစ်ပါတယ်ဆိုပြီးတစ်ဖက်မှာလည်းဒါဒီရှမ်းမြောက်ဒေသကပေါ့လေဒါဒီတရုတ်ရဲ့ဒါ BRN စီမံကိန်းရဲ့ဒါအစိပ်ပိုင်းတစ်ခုဖြစ်တဲ့တရုတ်မြန်မာဒါစီဝါရေးစင်ကြံဒါ CMEC ဒီအတွက်ဒါအခရာကြနေရလဲဖြစ်ပါတယ်ဆိုတော့ဒီ BRN စီမံကိန်းကဒီတရုတ်ရဲ့ဒါအချင်းကရဒါနိုင်ငံတကာဒါအခြေခံအဆောက်အအုံဒါစီမံကိန်းကြီးဖြစ်ပြီးတော့ဒါရေနံပိုက်လိုင်းတွေ့ရမှုတွေ ်ရင်းနှံတယူပို့ဆောင်မှုတွေဒါမြန်နှုံးမြင့်ဒါယထာကွန်ရက်တွေနဲ့ဒါအကျုံးဝင်နေတဲ့အပြင်ရှမ်းမြောက်ဒေသကဒီတရုတ်မြန်မာဒါနေဆက်ကွန်တွေရဲ့အတွက်လည်းဒါအရေးပါနေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒါအကျိုးစီးပွားများစွာဒါဖြစ်ထွန်းနေတဲ့ရှမ်းမြောက်ဒေသကလက်နက်ကင်အဖွဲ့ပေါင်းစုံအတွက်ပေါ့လေဒါအရေးပါတဲ့ဒေသတစ်ခုလည်းဒါဖြစ်နေရတာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးပြောချင်တာကတော့ဒါဒီလိုမျိုးဒါအကျိုးစီးပွားများစွာဒါဖြစ်ထွန်းနေပေါ့လေဒါရှမ်းမြောက်ဒေသမှာရှိတယ်ဒါတိုင်းဒေသလက်နက်ကင်ဒါအဖွဲ့စီးရဲ့အနေနဲ့ပေါ့လေဒါအခုလက်ရှိဒါနေနေပြဿနာတွေဖြစ်ပွားနေတာကိုဒါ ကြည့်မယ်ဆိုလို့ရှိရင်ဒါဒီမိုကရေစီဒါအရေးကြုံထားရတယ်ပေါ့လေဒါအကျိုးစီးပွားအတွက်ဒါနေမည်ချစ်တော်နေရတဲ့အတွက်လောက်ရတစ်ခုဖြစ်တယ်လို့ပဲဒါပြောနေတာမြင်တယ်အဲ့တော့ဒီလက်ရှိအခြေအနေတိုင်းသာဒါဆက်ပြီးတော့ဒါဆက်သွားနေဦးမယ်ဆိုလို့ရှိရင်ဒါဒီရှမ်းမြောက်ဒေသကဒါလူမျိုးပေါင်းစုံပေါ့လေလက်နက်ကိုင်ပေါင်းစုံပါဝင်တဲ့ဒါပြိပခါတွေပဲဆက်လက်ပြီးတော့ဖြစ်ပွားနေဦးမှာပဲလို့ဒါကျွန်တော်နေတာသုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်